အခုဒါကအမင်းပြောတဲ့လိုမျိုးခါရဲ့73တန်းနဲ့74တန်းဒါမင်းမားမှဆိုလို့73တန်းမြောက်ကိုမကားလေးမှတ်ထားရပါတော့73တန်းနဲ့74တန်းနှစ်တန်းထုံးမယ်ပြီးတော့ပုံမှန်ခါပုံမှန်ပေါ့နော် ခါဆိုင်ပဲလူချင်းနေဆိုလို့ရှိရင်နောက်တကြောထပ်ထိုးလို့သူကပြောထားပါအဲ့တော့73 74ကိုနောက်တကြောနှစ်တန်းထပ်ထိုးတယ်အဲ့တော့မမင်းသူ့ရဲ့ငကူပုံထဲမှာပါတဲ့အတိုင်းရှေ့ပိုင်းလေးမှာပြောသလိုမျိုးပဲဒီဒူးလောက်ဒီပေါ်တော့ကာဝင်ပုံစံလေးနည်းနည်းအရှိလေးလူချင်းနေဆိုလို့ရှိရင်တော့ဒီလိုမျိုး73 74ကိုနောက်တက်16ကြော်ပေါ့နော်တူတယ်30နဲ့တန်း16ခါထိုးပါလို့ပြောပါတယ်ဒါကအရှိသူကကိုကြိုက်သလိုထိုးပါမင်းကတော့ဒီမှာနောက်တကြောထိုးလိုက်တယ်ပေါ့နော်ကျော်73 74 15 16လို့တူတယ်၄တန်းဖြစ်သွားပါတယ်အဲ့တော့16တန်းမြောက်မှာဆိုလို့ရှိရင် ဒီမှာ၃နိုင်ထိုးပြီးချိန်နှစ်ခုနဲ့ဒီဘက်ကတပေါင်းနှစ်ပေါင်းသုံးပေါင်းများမှာချက်ကုန်နဲ့ဆက်လိုက်ပါတယ်ဆက်ပြီးတော့မင်းတို့၁၈တန်း၁၈တန်းမြောက်တော့နည်းနည်းပြောင်းပါပြီဘာလို့သူကအဲ့မှာအဲဒါမီကွက်ပက်တန်လေးစဝင်ပါမယ်ဝင်တဲ့ချိန်မှာတော့အတိုင်းချီတိုင်းသားချိန်၃ခုရဲ့နောက်ထပ်အဲ့ဒီအပေါက်ထဲမှာပဲချိန်နှစ်ခု အဲ့တို့လည်းအပေါတိုင်းရှင်နှစ်တိုင်းပြောတာနော်တိုင်းရှင်တိုင်းသာချိန်သုံးခုရနောက်ထပ်တိုင်းရှင်နှစ်တိုင်းရဆိုသုံးတိုင်းပြလို့ရှင်တော့ချိန်နှစ်ခုဒီဂျာတဲ့ကအပိုင်းတွေကတော့18တန်းမြောက်စပါပြီနော်ဂျာတဲ့ကအပိုင်းတွေကတော့သူဒီအော်အတန်းနေနဲ့အတူတူပဲတိတ်မကွာဘူးအဓိကဒီပက်တန်လေးနားမှာပဲကွာတာနော်တော့ဒီမှာသုံးတိုင်းချိန်နှစ်ခုနောက်ထပ်ဒီဘေးကရက်မှာဆိုလဲသုံးတိုင်းမှာဝင်တာညာပဲရိုက်တာမျိုးဒီဗီဒီယိုလေးကမိဖွင့်ရထားရပေါ့နော်ဘေးကခွေးတန်းနေစွညာနေအတိခံပြီးပါ ဒီဘက်မှာဆိုလို့ရှိရင်လည်းချိန်နှက်ခု3နိုင်က3နိုင်ပဲပြီးရင်ချိန်နှက်ခုချိန်နှက်ခုတော့မင်းတို့73နှစ်မြောက်ထိုးခဲ့တယ်လို့မျိုးပဲဒီဆုချွတ်လို့ရဟိုဘက်ဒီဘက်3နိုင်တွေကိုလည်းတိုင်ရော့3နိုင်ဘူးဆုချွတ်ပါမယ်အဲ့တော့ပထမတစ်ခါချွတ်ဒုတိယတိုင်တစ်ခါချွတ်တတိယတိုင်တစ်ခါချွတ်ပြီးရင်ဆုချွတ်ချိန်တစ်ခုလာမယ်အလဲကဒီ A ပုံစံတိုင်ရော်လေးကိုကြော်လိုက်မယ်ဒီဘေးက3နိုင်ကိုလည်းတစ်ခါချွတ်စီနဲ့ဆုပြီးတော့ချွတ်မယ် ကျန်တာကတော့ချိန်နှစ်ခုနဲ့သုံးနိုင်နေရမှာဆိုလို့ရှိရင်သုံးနိုင်နေပဲထူမယ်။ဒါက18တန်းမြောက်ပါနော်။သုံးနိုင်ချိန်နှစ်ခုနောက်ထပ်သုံးနိုင်ချိန်နှစ်ခုဒီသုံးနိုင်ပေါ်မှာလည်းသုံးနိုင်မယ်။ နော်ချိန်နဲ့ခုတော့ဘာကွာသွားမလဲဆိုတော့မင်းတို့ဒီတက်တိုင်းလေးပေါ့နော်အပွင့်လေးရဲ့လေကတိုင်းရဲ့ထိမ့်မှာကြတော့၃တိုင်းချိန်တစ်ခု၃တိုင်းဖြစ်ပါမယ်ဒီမှာဆိုလို့ရှိရင်ပထမ၃တိုင်းထိုးလိုက်တယ်ပြီးရင်ချင်းကတစ်ခုပဲလာမယ်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်၃တိုင်းထိုးပါမယ်မင်းတို့ထိုးနေကြပက်တန်လိုမျိုးမဟုတ်တော့နော်၃တိုင်းချိန်တစ်ခု၃တိုင်းမှာပြီးတော့ကျန်တဲ့ဟာတော့ချိန်နှစ်ခုနဲ့ ဒီဘက်မှာထိုးခဲ့တယ်လို့မျိုးပဲပက်လက်ထိုးပြပါ၃နိုင်နေရမှာ၃နိုင်နေဒီလည်းဆုချွတ်လို့ရဟိုဘက်ဒီဘက်၃နိုင်ဆိုတော့ဆုချွတ်မယ်လည်းမှချင်းတကူကြမယ်ဒါက၁၈တန်းမြောက်လို့ပက်လက်ထိုးပြပါမမေအခုဒါက16တန်းမြောက်ကိုပက်လဲထိုးလိုက်ရပေါ့နော်ဒီမှာချိန်နဲ့ခုဒီ3တိုင်းပေါ်မှာက3တိုင်းပဲထိုးမယ်16တန်းမြောက်เนาะဒါကပြီးလို့ရှိရင်တော့ချိန်နှစ်ခုလာပြီးတော့မမေတို့ဒီစထိုးခဲ့တဲ့အပေါက်လေးရဲ့အခြေမှာပုံမှန်ထိုးနေကြအတိုင်းဟိုမှာ သုံးတိုင်ထိုးပါမယ်ခါတိုင်းကြမယ်လို့နှစ်တိုင်ထိုးတာရှိရပါတော့အခုကအဲ့ဒီအပေါက်ထဲမှာပဲတရက်တိုင်ရှိသုံးတိုင် သုံးနိုင်ပြီလို့ရှိရင် chain တစ်ခုနဲ့ဒီဘက်ကတစ်ပေါင်းနှစ်ပေါင်းသုံးပေါင်းမြောက်မှာရှက်ကော်နဲ့သွားပြီးတော့ဆက်မယ်။ဒါက18တန်းမြောက်ရဲ့အစုံမှာ18တန်းမြောက်မှာကျတော့ဒီထိတ်ကနေမတက်ဖဲနဲ့သူ့ဘေးကဒီတိုင်ရှည်လေးအဲ့ဒီတိုင်ရှည်လေးရဲ့ထိတ်ကိုရှက်ကော်နဲ့နောက်တစ်ချက်သွားသွားပြီးလို့ရှိရင်တိုင်ရှည်တိုင်သာ chain သုံးခုထိုးမယ်18တန်းမြောက်စပါပြီနော်။ပြီးလို့ရှိရင်တိုင်ဆက်ပွားမှာဖြစ်တဲ့အတွက်ဒီအစုံဆုံးတိုင်ပေါ်မှာကျတော့တစ်ပေါက်သေးကိုတိုင်ရှည်နှစ်တိုင်ထိုးမယ်။ကျန်တာကတော့ chain နှစ်ခု 3နိုင်ပေါ်မှာက sorry 3နိုင်ပေါ်မှာက3နိုင်ပဲထိုးပါမယ်ဒါက18တန်းမြောက်စပါပြီเนาะ chain နှစ်ခုဒီပဲ3နိုင်ပေါ်မှာလည်း3နိုင်ပဲထိုးမယ်မြင်တို့ဒီနေရာရောက်တဲ့အထိချီ100 gram တစ်လုံးမကုန်သေးဘူးပေါ့เนาะနော် chain နှစ်ခုဒီဘက်မှာဆိုလို့ရှိရင်လည်း3တိုင်ပေါ်မှာ3တိုင်ပဲဆက်ပြီးတော့ထိုးမယ်18တန်းမြောက်ထိုးနေတာပါ ဆိုလို့ရှိရင်စုချွလေးနာရပြီဆိုလို့ရှိရင်အောက်မှာထိုးခဲ့တဲ့လိုမျိုးပဲပေါ့နော်ချင်းတစ်ခုနဲ့ဒီစုချွတာလေးနှစ်ခုကိုတစ်ခါပြုံးနောက်ထပ်အတိုင်းရေတည်ရင်နောက်တစ်ပေါက်မှာတစ်ခါပြုံးစုချွပါမယ်ချင်းတစ်ခုပဲခြားပါမယ်ဒီ A လေးရပေါ့နော် A ပုံစံစုချွလေးရဟိုဘက်ဒီကမှာချင်းတစ်ခုပဲလာမယ်ဂျန်နဲ့ဟာကတော့၃တိုင်းရချင်းနှစ်ခုရဒီဘက်မှာဆိုလို့ရှိရင်လည်း၃တိုင်းပေါ်မှာက၃တိုင်းပဲလာမယ် chain နှစ်ခု18တန်းမြောက်ပါเนาะမမဆိုလို့ပါပြတော့၃တိုင်ပေါ်မှာက၃တိုင်ပဲလာမယ်ချိန်နှစ်ခုဒီအပွင့်လေးနေရာရောက်လာပြီเนาะအပွင့်၃တိုင်ဒီ၃တိုင်ချိန်တစ်ခု၃တိုင်အပွင့်လေးနေရာမှာဆိုလို့ရှိရင်လည်းပထမဒီပထမဆုံးတိုင်ပေါ်မှာကတစ်ပေါက်ကိုတိုင်ရှင်းနှစ်တိုင်ထိုးမယ်သူ့ဘေးကရဲ့တိုင်ပေါ်မှာကတစ်တိုင် အဲ့ဒီ၃နိုင်ထိုးပြီးလို့ရှင်ချင်းတစ်ခုနှစ်ခု၃ခုလာပါမယ်လာပြီးတော့ဒီအလဲနှစ်တိုင်ကိုအလဲတိုင်မျိုးကြော်လိုက်မယ်ပေါ့နော်အစွန်ဆုံးနှစ်တိုင်အစွန်ဆုံးနှစ်တိုင်မှာဆိုလို့ရှင်အတွင်းတိုင်ပေါ်မှာကတစ်တိုင်အဖျားဆုံးတိုင်ပေါ်မှာကတစ်ပောက်ကိုနှစ်တိုင်ကျန်တာကတော့ chain နှစ်ခုနဲ့အတိုင်းရေ၃နိုင်ပက်လေထိုးပြီးပေါ့နော်မြေ video ရှိမှဆိုလို့ဒါကိုဆက်ပြီးထိုးမှပြ ထိုးမပြတော့ပါဘူးဒါ18တန်းမြောက်ပါနော်ချိန်နှစ်ခုအဓိကကွာသွားတာကဘာလဲဆိုတော့ဒီအလေကအပွင့်လေးနေရာမှာဆိုလို့ရှိရင်အဖျားဆုံးနှစ်တိုင်နေမှာပဲထိုးပါမယ်အဖျားဆုံးနှစ်တိုင်မှာပထမတိုင်ပေါ်မှာကျတော့တိုင်ရှင်းနှစ်တိုင်ကဲ့ရဲ့တိုင်ပေါ်မှာကတိုင်ရှင်းတစ်တိုင်ချိန်သုံးခုလာမယ်ဒီပဲအဖျားဆုံးနှစ်တိုင်မှာဆိုလို့ရှိရင်လည်းပဲပထမတိုင်ပေါ်မှာအတွင်းတိုင်ပေါ်မှာတစ်တိုင် အပြင်တိုင်းပေါ်မှာကတပေါက်ထဲမှာတိုင်းရှင်းတဲ့တိုင်းထိုးပါကျန်တဲ့ဟာတွေကတော့ချိန်နှစ်ခုသုံးတိုင်းနေအတူတူပဲဒီအလဲဆူချွလေးနာမှာဆိုလို့ရှိရင်ချိန်တက်ခုနှစ်တိုင်းဆူချွချိန်တက်ခုဒါပဲလာမယ်နော်ဒါက၁၈တန်းမြောက်ပက်လဲထိုးပေးပါအခု၁၈တန်းမြောက်ကိုပက်လက်ထိုးလာပြီးချင်းနှစ်ခုရဲ့ဒီပဲအပွင့်လေးပေါ့နော်စားတဲ့နာမှာဆိုလို့ရှိရင်လဲထိုးနေကြတိုင်းအပြင်းဆုံးတိုင်းမှာကတပေါင်းမှာကတိုင်းရှင်းတဲ့တိုင်းအတွင်းတိုင်းမှာကတိုင်းရှင်းတဲ့တိုင်း ပြီးရင်ချိန်တစ်ခုနှစ်ခုသုံးခုလာလာပြီးလို့ရှိရင်တစ်ပေါက်နှစ်ပေါက်သုံးပေါက်များနေရာမှာရှက်ခွန်နဲ့သွားဆက်လိုက်မယ်ဒါ၁၈တန်းမြောက်အစုံမှာအလေးအတီလိုအပေါက်လေးနဲ့လာပါမယ်၁၉တန်းမြောက်မှာကျတော့တိုင်းရှိဒရိုင်စာချိန်သုံးခုတက်မယ်နောက်ထပ်တီဗီရနှစ်တိုင်းပါလေတစ်ပေါက်ကိုတိုင်းရှိဒရိုင်နဲ့ဆိုတော့ total ၃တိုင်းဖြစ်သွားပြီပြီးလို့ရှိရင်ချိန်နှစ်ခုလား လာပြီးရင်ဒီအဆွန်ဆုံးတိုင်အပေါအဲ့ဒီအပေါမှာပဲနောက်ထပ်အတိုင်းရှိတတိုင်းထိုးပါမယ်ဝီပုံစံလေးပေါ့နော်ဒီမှာ၃တိုင်းချိန်နှစ်ခုဒီပေါက်ထဲမှာပဲအတိုင်းရှိတတိုင်းကျန်တဲ့ဟာကတော့ချိန်နှစ်ခုပဲလာမယ်၃တိုင်းနေရာမှာက၃တိုင်းပဲသူကလည်းမျိုးတို့လဲပြီးရင်ပက်လေထိုးတော့ကအဲ့လိုမျိုးဒါမျိုးကပက်တန်လေးတစ်ခုပါသေးရပေါ့နော်အဲ့ဒါနဲ့အတူတူပါပဲချိန်နှစ်ခု၃နိုင်နေရာမှာက၃နိုင်မဲ့ထိုးမယ်ပြီးရင်ချိန်နှစ်ခု ဒီစုချွတ်လို့ရဒီဘက်၃တိုင်ရောက်ပြီဆိုလို့ရှင်တော့အဲ့၃တိုင်ကိုစုချွတ်ပါမယ်ဒါက၁၉တန်းမြောက်ပါเนาะ၃တိုင်ကိုစုချွတ်မယ်ပြီးရင်ချိန်တစ်ခုလာမယ်အလဲကဒီ A ပုံစံအတိုင်းရောလေးကိုကြောဒီဘက်၃တိုင်ကိုလည်းစုချွတ်မယ်အဲ့တော့၃တိုင်ကိုစုချွတ်ပြီးရင်ချိန်နှစ်ခုဒီဘက်က၃တိုင်ပေါ်မှာက၃တိုင်ပဲအပွင့်လေးနားမှာတစ်ချက်ထပ်ပြီးထိုးပြမယ်เนาะ၃တိုင်ချိန်နှစ်ခုဒီဘက်၃တိုင်ပေါ်မှာလည်း ၃နိုင်မယ်လို့ရှင်တော့ချင်းနှစ်ခုနဲ့ဒီမှာဒီပက်တန်အပွင့်လေးနောက်ရောက်လိုက်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှင်ပထမဒီအစုံဆုံးတိုင်ပေါ်မှာကတိုင်ရှည်တတိုင်ထိုးမယ်ချင်းနှစ်ခုလာမယ်အဲ့ဒီအပေါက်ထဲမှာပဲနောက်ရှက်နောက်ထပ်တိုင်ရှည်တတိုင်ထိုးဂျန်တဲ့တိုင်ရှည်နဲ့တိုင်ပေါ်မှာကတပေါက်ကိုတတိုင်ထိုးမယ်ဒီလိုပုံစံလေးဖြစ်မယ်နော်ဒီမှာဒီ အစွန်ဆုံးတိုင်ပေါ်မှာကြာအတိုင်းရှိတတိုင်းချိန်နှစ်ခုတိုင်းရှိတတိုင်းကျန်တဲ့တိုင်းဒီပေါ်မှာကြာတော့တပောက်ကိုတတိုင်းထိုးမယ်ပြီးတော့အလဲချင်းသုံးခုချခဲ့တဲ့နေရာမှာဆိုလို့ရှိရင်တိုင်းရှိသုံးတိုင်းထိုးမယ်အဲ့ဒီအပေါက်ထဲမှာအစွန်ကသုံးတိုင်ပေါ်မှာဆိုလို့ရှိရင်လည်းအတွင်းတိုင်းဒီပေါ်မှာကတပောက်ကိုတတိုင်းထိုးမယ်ဒီအစွန်ဆုံးတိုင်ရောက်လို့ရှိရင်အဲ့မှာတိုင်းရှိတတိုင်းချိန်နှစ်ခုအဲ့ဒီအပေါက်ထဲမှာပဲတိုင်းရှိတတိုင်း ကျန်တဲ့ဟာတော့မင်းတို့ထုံးနေကြအတိုင်းချိန်နှစ်ခု၃တိုင်းချိန်နှစ်ခု၃တိုင်းဒီညမှာစုချွေလေးဒါလေးကိုကြော်ပြီးဒီအပွင့်မှာတစ်ချက်ထပ်ထုတ်ပြမယ်နော်အခုဒီမိကြားတဲ့ဟာကြော်လိုက်တယ်ပေါ့နော်ထိုးပါလေးကိုဒီအပွင့်နေရာလေးထပ်ထုတ်ပြပါမယ်ဒီမှာဆိုလို့ရှိရင်ချိန်နှစ်ခုနဲ့အပွင့်ပတ်တန်လေးရဲ့အစွန်ဆုံးတိုင်ပေါ်မှာကတိုင်ရှည်တစ်တိုင်ချိန်နှစ်ခုအဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်တိုင် ပြလို့ရှင်ကျန်တဲ့နှစ်တိုင်ပေါ်မှာကတဘာကိုတတိုင်နဲ့နှစ်တိုင်ထပ်ထိုးမယ်အလေချင်းသုံးခုနေရာမှာကတိုင်ရှိသုံးတိုင်ဆက်ထိုးမယ်ဟောဒီဘက်ပြီးဘက်သုံးတိုင်ကျန်တဲ့ဟာမှာကြတော့အတွင်းနှစ်တိုင်မှာကတဘာကိုတတိုင်လာမယ်အစွန်ဆုံးတိုင်ပေါ်မှာကြတော့တိုင်ရှိတတိုင်ချင်းနှစ်ခုအဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှိတတိုင် ဖက်တန်လေးကဒီလိုလေးဖြစ်ပါမယ်အဲ့ဒါပြီးလို့ရှိရင်တော့ကြံတဲ့ဟာကမင်းတို့ထိုးနေကြအတိုင်းချိန်နှစ်ခုနဲ့၃နိုင်ဆိုပြီး၃နိုင်တာတွေထိုးဒီမှာ၃နိုင်တိုင်ရောချိန်တစ်ခု၃နိုင်လုံးစုချွတ်တိုင်ရောစုချွတ်ဒါက၁၉ရက်မြောက်ပါအခု19ရက်မြောက်ကိုပတ်လည်ထိုးလိုက်နေတဲ့ဒီအပွင့်လေးနာပေါ့နော်အဲ့နာရောက်ပြီဆိုလို့ရေမထိုးရမှာဆိုလို့ပါပထမအတိုင်းပေါ်မှာကတိုင်ရှည်တတိုင်းချင်းနှစ်ခုအဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်တတိုင်းဒီကရိုရှီယာဟိုင်းနဲ့တူတူပဲနော်မင်းမထိုးရမှာဆိုလို့ထိုးပြတာပါပြီးရင်အတွင်းနှစ်တိုင်းပေါ်မှာကတစ်ပေါက်ကိုတတိုင်း အလင်အားချင်းတုံးခုနေရာမှာကြတော့တိုင်းရှိ၃တိုင်း ပြီးရင်တော့ဒီဘက်ကတပေါင်း၂ပေါင်း၃ပေါင်းမြောက်မှာရှက်ကောနဲ့ဆက်လိုက်ပါဒါက၁၉ရက်မြောက်ဆုံးမှာအတန်း၂၀မှာဆိုလို့ရှိရင်ဒီထိတ်ကမဆောက်ဘောတော့သူဘီကတိုင်လေးရဆမှာဆိုတော့အဲ့ဒီမှာရှက်ကောနဲ့သွားလိုက်မယ်သူဘီကတိုင်ထိတ်ပေါ်မှာပြီးရင်တော့တိုင်ရှိတိုင်စားချင်း၃ခုထိုးရမှာမသူကတိုင်ရောထိုးချင်တာဖြစ်တဲ့အတွက်ချင်းက၂ခုပဲတက်မယ်တက်ပြီးလို့ရှိရင်တရေရေဘေးကတိုင်ရှိပေါ်မှာကတိုင်ရှိ၂ခွင်းတစ်ခါ၂ခွင်းတစ်ခါလို့ဒါဆိုလို့ရှိရင်တိုင်ရောထိုးတာပေါ့နော် အပေါ်တန်းတိုင်းရောလေးရပါပြီပြီးလို့ရှိရင်တော့ဒီဒါကအတန်းနဲ့ဆိုင်မြောက်ပြီးရင်ချိန်နှစ်ခုလာလာပြီးတော့အဲ့ဒီအပေါက်ထဲမှာပဲနောက်ရှင်းနောက်ထပ်အတိုင်းရှိတစ်တိုင်းလို့ V ပုံစံလေးရမယ်ပေါ့နော်အတိုင်းရှိတစ်တိုင်းပြီးရင်တော့ချိန်နှစ်ခုလာအတန်းနဲ့ဆိုင်မြောက်စပါပြီချိန်နှစ်ခုလာပြီးတော့ဒီအောက်ကတတိုင်းတတိုင်းလေးကွဲထွက်နေတဲ့ပုံမှာကနှစ်တိုင်းထိုးပါမယ်တစ်ပေါက်ထဲမှာ ကျန်းဟာကတော့ချိန်နှက်ခု၃လိုင်းပေါ်မှာက၃လိုင်းနေပဲဆက်ပြီးတော့ထိုးပါမယ်။တပေါက်တစ်တိုင်နဲ့ချိန်နှက်ခုလားဒီဘက်၃လိုင်းပေါ်မှာလည်း၃လိုင်း row 20စပါပြီနော်။၃လိုင်းပြီးလို့ရှိရင်အလဲကချိန်တစ်ခုပဲဒီဘက်ကဒီတိုင်းရောလေးနှစ်ခုကိုလည်းမင်းတို့နှစ်တိုင်းစုချွတ်မှာဆိုတော့ပထမတစ်ခွင့် နောက်တစ်ခါပြောပြီးရင်ဆွတ်ချွတ်ချိန်တစ်ခုဒါတော့ပုံမှန်ထုံးနေကြတိုင်းမှာအေးပုံစံတိုင်းရောလေးအဟုတ်ပဲဒီမှာချိန်နေတာတစ်ခုပဲရှိမယ်ဒါလို့ရှင်တုံးတိုင်းနေရာမှာကတုံးတိုင်းပဲလာမယ်အတန်း20ယောက်ပါချိန်နှစ်ခုဒီဘက်ကတုံးတိုင်းပုံမှာလည်းတုံးတိုင်းအပွင့်လေးနေရာမှာထပ်တူပြပါမယ်နော်တုံးတိုင်းချိန်နှစ်ခုအဲ့တော့ဒီနာလေးတိချာကြည့်ပြီနော် ဒါကမင်းတို့ဒီပက်တန်ဝင်ခဲ့တဲ့အပွင့်နေရာလေးရောက်ပြီ သူနောက်မှဆိုလို့ရှိရင်ဒီအစွန်စွန်ကွဲထွက်နေတဲ့တိုင်လေးပေါ်မှာကြတော့တတိုင်ပေါ်မှာနှစ်တိုင်ထိုးတယ်အဲ့ဒီတပေါက်ထဲမှာပဲเนาะပြီးရင်တော့ chain နှစ်ခု chain နှစ်ခုပြီးလို့ရှိရင်ဒီအစွန်စွန်တိုင် အစွန်သောတိုင်ပေါ်မှာကြတော့တိုင်ရှိတဲ့တိုင်ချိန်နှစ်ခုလာလာပြီးလို့ရှိရင်မင်းတို့အဲ့ဒီအစွန်သောတိုင်ကနေစပြီးနှစ်တိုင်တစ်ခါတိုင်ရောထိုးပါမယ်တရည်ရည်မယ်အဲ့ဒီအစွန်သောပေါက်ကနေစမယ်နော်အဲ့ဒီအပေါင်းမှာပဲတရည်ရည်ခြိချက်ယူနှစ်ကွင်းတစ်ခါပြုတ်တရည်ရည်ဘေးကရဲ့အပေါင်းမှာခြိချက်ယူနှစ်ကွင်းတစ်ခါပြုတ်ဆုချွတ်နောက်ထပ်နှစ်တိုင်ကိုလည်းဆုချွတ်မယ်ဆိုတော့ဘာမှမချအောင်နော်ချိန်ကတစ်ခါပြုတ်တရည်ရည်နောက်တစ်တိုင်ပေါ်မှာခြိချက်ယူနှစ်ကွင်းတစ်ခါပြုတ်ဆုချွတ် အဲ့အလေဆုံးတိုင်ပေါ်မှာကြတော့တိုင်ရှိပေါ်မှာတိုင်ရှိတစ်တိုင်ပဲထိုးမယ်နောက်ထပ်နှစ်တိုင်ကိုစုချွတ်မယ်ဆိုတော့ဒီမှာနှစ်ကွင်းတစ်ခါနောက်တစ်ပေါက်မှာနှစ်ကွင်းတစ်ခါစုချွတ်မယ်နောက်ထပ်နှစ်တိုင်ကိုလည်းစုချွတ်မယ်ဆိုတော့ဒီမှာနှစ်တိုင်ပဲကျန်တော့ရယ်နော်ဒီတစ်ပေါက်ရယ်ဒီတစ်ပေါက်ရယ်အဲ့ဒီနှစ်တိုင်ကိုလည်းမျိုးစုပြီးတော့နှစ်ကွင်းတစ်ခါပြုတ်နှစ်ကွင်းတစ်ခါပြုတ်စုချွတ် လို့ရှင်ချိန်နှက်ခုလာလာပြီးရင်အဲ့ဒီဒီထိုးခဲ့တဲ့ဒီအစွန်ဆုံးတိုင်ဒီပေါ်မှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်ထိုးပါမယ်ပြီးရင်တော့ချိန်နှက်ခုလာလာပြီးရင်ဒီကွဲထွက်နေတဲ့တိုင်လေးတစ်တိုင်ပေါ်မှာကြတော့တိုင်ရှိနှစ်တိုင်လာပါမယ်ကျန်တဲ့ဟာကတော့ချိန်နှက်ခုနဲ့အော်ဒီအတန်းနဲ့ဆင်မြောက်မှာပက်တန်လေးကဒီလိုလေးဖြစ်သွားပါရင်နော်ချိန်တစ်ခုနဲ့ဒီမှာ၃နိုင်ပေါ်မှာ၃နိုင်နေထိုးမယ်ဒီနားမှာကချိန်တစ်ခုနဲ့၂တိုင်းစုချုံမယ်ချိန်တစ်ခုနဲ့မြင့်ဒီအပွင့်နောက်နောက်တစ်ကြော့ပြင်ပြပါမယ် ခုဂျာရဲအတိုင်းဒုရတွေကိုကြော်လာပြီးမြင်ဒီအပွင့်နောက်နောက်တစ်ကြော်ပြန်ပြပါမယ်။ဒီမှာဆိုလို့ရှိရင်၃နိုင်ထိုးပြီးပြီးပြင်ချိန်နှစ်ခုလာလာပြီးလို့ရှိရင်ဒီပတန်လေးရဲ့ဘီကအတိုင်းရှိပေါ်မှာကတိုင်းရှိပေါ်မှာတပောက်ကိုနောက်ထပ်အတိုင်းရင်နှစ်တိုင်းထိုးလိုက်မယ်တိုင်းပွားပေါ့။ပြီးလို့ရှိရင်တော့ချိန်နှစ်ခုလာလာပြီးရင်အလဲကဒီတိုင်းလေးတွေအစုလိုက်ကလေးမှမှာအစွန်ဆုံးတိုင်းပေါ်မှာကတိုင်းတိုင်းရှိတတိုင်းချိန်နှစ်ခုလာပြီးရင်အဲ့ဒီအပောက်ကနေစပြီးတော့နှစ်တိုင်း တခါတိုင်ရထိုးမယ်ပေါ့နော်အဲ့တော့ဒီမှာတရည်ရစ်လိုက်တဲ့ဒီအစုံဆုံးထိုးခဲ့တဲ့တိုင်ပေါက်မှာပဲနှစ်ခွင်းတခါပြောနောက်တရည်ရစ်နောက်တိုင်ပေါက်မှာချီချက်ယူနှစ်ခွင်းတခါပြောဆွတ်ချွတ်။ဘာချိန်မှမချဘူးနောက်ထပ်နှစ်တိုင်ဘူးတိုင်ရတခါထပ်ထိုးမယ်။အလေဒီတိုင်ရနှစ်ခါထိုးပြီလို့ရှင်တော့တိုင်ပေါက်မှာတိုင်ပဲထိုးမယ်။နောက်ထပ်နှစ်တိုင်တိုင်ရထပ်တို့မှာဆိုတော့နှစ်ကွင်းတက်ခါတရည်ရနောက်တစ်ပေါက်ချီချည်ရနှစ်ကွင်းတက်ခါဆွချွတ်မယ် နောက်ထပ်နှစ်တိုင်တိုင်ရောထထိုးမှာဆိုတော့နှစ်ကွင်းတစ်ခါနှစ်ကွင်းတစ်ခါဖြုတ်လိုက်ဖြုတ်ပြီးလို့ရှိရင်ဒီမှာအစွန်ဆုံးပေါက်တီထိုးပြီးသွားပြီထိုးပြီးသွားပြီဆိုလို့ရှိရင်ချိန်နှက်ခူးနဲ့အဲ့ဒီအစွန်ဆုံးပေါက်မှာပဲနောက်ထပ်တိုင်ရှည်တစ်တိုင်ထိုးမယ်ကျန်တာကချိန်နှက်ခူးနဲ့ဒီတစ်တိုင်နဲ့ကွဲနေတဲ့တိုင်လေးအဲ့ဒီတိုင်လေးပေါ်မှာကြတော့တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာနှစ်တိုင်ထိုးမယ်ကျန်တဲ့ဟာကတော့ချိန်နှက်ခူးတွေနဲ့၃တိုင်ပေါ်မှာက၃တိုင် အလင်နားမှာကအေပုံစံတိုင်ရော်လေးထိုးမှာဆိုတော့သူရဲ့ဟိုဘက်ဒီဘက်မှာကချိန်တခုအဲ့တော့ဒီမှာ၃နိုင်ပုံမှာ၃နိုင်ချိန်တခု၃နိုင်ပြီးလို့ရှိရင်တော့ချိန်တခုနဲ့နှစ်တိုင်ဆိုချိန်တခု၃နိုင်၃နိုင်ဒါကအတန်း20မြောက်ပါတခြားလေးကြည့်ပြီးပတ်လည်ထိုးပေးပါ